်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးပြန်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယေရှုကကျေးဇူးတော်နဲ့ညီတချင်းကိုယူဆောင်လာသည်ဆိုတဲ့ကောင်းစဉ်နဲ့ဤဖက်အခန်းကြီးတဲ့အငယ်နှစ်ကိုဆင်ခြင်သွားကြပါတယ် သခင်ယေရှုခရစ်နှင့်ငါတို့အဖာဒီဟုသောဖျားခင်ထံတော်ကဂျေဇုရောနှင့်ညီသက်ချင်းသည်သင်တို့၌ရှိပါစေသောကျွန်တော်မှာညီသက်ချင်းကိုရယူရှာဖွေနေတဲ့ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ဖျားသခင်စီကလာတဲ့ဂျေဇုရောနှင့်ညီသက်ချင်းပဲဖြစ်တယ်ဒီရိုးရှင်းတဲ့ဂတိတော်ဟာရှေးဥခရိယံယုံကြည်သူတွေကိုပေးထားတဲ့နှုတ်ခွန်းဆက်စကားပဲဖြစ်တယ်ဒါဟာငါမင်းကို ကောင်းသောနေ့ဖြစ်မယ်လို့ငါမျှော်လင့်တယ်ဆိုတဲ့အချက်ထက်ပူပါတယ်အဲ့ဒါကသူတို့ရဲ့ဘဝမှာဘုရားသခင်ရဲ့အမှုတော်ကိုချစ်ချင်းမြတ်တာနဲ့ဝန်းရံခြင်းတစ်ခုပဲဖြစ်တယ်ကောင်းကြီးမင်္ဂလာတိုင်းကဘုရားသခင်နဲ့စတင်ပါတယ်သူဟာကျွန်တော်တို့ဘဝတဲ့ကိုဝင်လာသမျှကောင်းတဲ့အရာတွေရဲ့အရင်အမြစ်ပဲဖြစ်တယ်ကောင်းကြီးမင်္ဂလာတိုင်းဟာဘုရားသခင်ရဲ့ခြေသူတော်အားဖြင့်အစပြုပါတယ်ဘုရားသခင်ရဲ့ခြေသူတော်ဟာကျွန်တော်တို့အတွက်ခံစားဖို့မထိုက်တန်ပေမဲ့ ခံစားနေရတဲ့ကောင်းကြီးများနဲ့ဂျေဇုတော်ပဲဖြစ်တယ်။နေ့တိုင်းပရះသခင်ဟာကျွန်တော်တို့ကိုသူ့ရဲ့ဂျေဇုတော်ကိုပေးဆောင်ပါလေ။ပရះသခင်ရဲ့ဂျေဇုတော်ဆိုတာက ကျွန်တော်တို့အပြစ်တွေအတွေ့ပေးဆက်ဖို့သခင်ယေရှုခရစ်တော်ကိုလက်ဝါးကတိုင်မှာကိုးစားခံယူစေခဲ့တဲ့ပရះသခင်ရဲ့ဂျေဇုတော်ဖြစ်တယ်။ဒါကကျွန်တော်တို့ကိုခရစ်တော်စီကိုဆွဲငင်ခဲ့တဲ့ပရះသခင်ရဲ့ဂျေဇုတော်ဖြစ်ပြီးတော့သခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ကယုံကြည်ခြင်းအပြင် ကျွန်တော်တို့ကဲတင်ခံရတဲ့ကျေးဇူးတော်ပဲဖြစ်တယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရဖို့ကျွန်တော်တို့ဘာမှမလုပ်နိုင်ပါဘူး။ယောဟန်အခန်းကြီး1အငယ်16မှာဆိုရင် ထိုသူဤပြည့်စုံခြင်းမှလည်းကျေးဇူးတပား၌ထပ်ဆင်၍ကျေးဇူးတပားကိုငါတို့ရှိသမျှသည်ခံရကြပြီလို့ဆိုထားပါလေ။ဘုရားသခင်ရဲ့ညီတဲ့ချင်းဟာကျွန်တော်ရဲ့အသက်တာမှာကဲတင်ခြင်းကစပြီးတော့အသက်ရှင်ခြင်းကျေးဇူးကိုပြုပြီးတော့ဆက်လက်လှုပ်ဆောင်နေတဲ့သူ့ရဲ့ထပ်ဆင့်ကျေးဇူးတော်ပဲဖြစ်တယ်။ ပြန်သခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဟာပြန်သခင်ရဲ့မျက်မှောက်တော်မှာရှက်ကြောက်စရာမလိုပဲဝင်ရောက်နိုင်ပါတယ်။ပြန်သခင်ရဲ့ညီတက်ခြင်းကကျွန်တော်တို့လူနာလဲမှုထက်ကျော်လွန်တဲ့ညီတက်ခြင်းပဲဖြစ်တယ်။ပြန်သခင်ရဲ့ညီတက်ခြင်းဟာအာလုံးကောင်းနေတဲ့အချိန်မှာပဲဖြစ်ပါစေ။ဒုက္ခပြဿနာရောက်ပြီးတော့မှအရာအာလုံးပြိုကွဲသွားတဲ့အချိန်မှာပဲဖြစ်ပါစေရှိနေတတ်ပါတယ်။ပြန်သခင်ရဲ့ညီတက်ခြင်းဟာကျွန်တော်တို့အသက်တာမှာ ြည်သခင်ထိန်ချုပ်ထားပြီးတော့လှုပ်ဆောင်နေကြောင်းတည်ငြိမ်တဲ့ယုံကြည်မှုတစ်ခုပဲဖြစ်တယ်။ပြည်သခင်ကကျွန်တော်တို့အတွေ့ငြိမ်သက်ခြင်းကိုအလိုရှိပါတယ်။ကျွန်တော်ကိုသူ့ရဲ့ငြိမ်သက်ခြင်းအတွင်းမှာငြိမ်ဝတ်စွာနေဖို့ပြည်သခင်အလိုတော်ရှိပါတယ်။ဒီနေ့ပြည်သခင်ကကျွန်တော်အပေါ်သူ့ရဲ့ကျေးဇူးတော်ကိုတွန်းလောင်းနေတဲ့အတွင်းကျွန်တော်ရင်ဆိုင်နေရတဲ့ပြဿနာတွေကြောင့်ကျွန်တော်စိတ်လုံးပါကြောင့်ပူနေရမလဲ။ ငြိမ်သက်ခြင်းကဘုရားသခင်စီကလာတဲ့အတွက်ကြောင့်ဒီနေ့ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေပဲဖြစ်နေပါစေ။ကိုရောရဲ့ငြိမ်သက်ခြင်းကိုကျွန်တော်တို့စီကိုဘာကြောင့်စီစဉ်ခွင့်မပြုဘဲနေရမလဲ။ကိုရောရဲ့ငြိမ်သက်ခြင်းကိုကျွန်တော်တို့စီကိုစက်တိုက်စီစဉ်ခွင့်ပြုနေရမှာပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကလည်းသူကလောကကိုအောင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လောကမှာဆင်းရဲဒုက္ခခံနေရတဲ့အချိန်မှာငြိမ်သက်ခြင်းရှိဖို့ ယောဟန်အခန်းကြီး16ငယ်33မှာဆိုခဲ့ပါတယ်ကျွန်တော်ကဘုရားသခင်ရဲ့ညင်သက်ခြင်းရှိတဲ့အတွက်ကြောင့်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့လည်းညင်သက်ခြင်းရှိနိုင်ပါတယ်ဘုရားသခင်ကကျွန်တော်အပေါ်မှာသူ့ရဲ့ခြေသူတော်ကိုလွှမ်းခြုံထားတဲ့အတွက်ကြောင့်ဆက်ဆံရေးတိုင်းမှာကျွန်တော်ဟာခြေသူတော်ကိုထုတ်လွတ်နိုင်ပါတယ်ပြာဒကင်ကကျွန်တော်အတွက်တလောက်လှုပ်ဆောင်ပေးတဲ့အခါမှာကျွန်တော်ဟာအာဂါတအညူအတေးတွေထားထားဖို့ဒါမှမဟုတ်ခွင့်လွတ်ခြင်း ခွင့်လွှတ်ခြင်းပြုဖို့ခွင့်လွှတ်ဖို့ညှင်းဆန်နိုင်ကြမလဲကျွန်တော်ကိုပေးထားတဲ့ယေရှုတော်နဲ့တူညီတဲ့ယေရှုပြုခြင်းကို တခြားသူတွေစီကိုဘာကြောင့်မလွတ်နိုင်မလဲဆက်လက်မစည်းစင်းသွားစေနိုင်မလဲဒီနေ့ပရောဖက်ခင်ရဲ့ယေရှုတော်နဲ့ညီတဲ့ခြင်းကကျွန်တော်အပေါ်မှာစီစဉ်နေပါတယ်ကျွန်တော်ဟာပရောဖက်ခင်ရဲ့အကန့်အသတ်မဲ့မျက်နှာသားနဲ့ကောင်းကြီးများမှာနေထိုင်နေတာဖြစ်တယ်ပရောဖက်ခင်ရဲ့ယေရှုတော်ကကျွန်တော်ရဲ့ကြောက်ရွံ့မှုနဲ့အဆက်ကို ဖျက်ရှားခဲ့ပါလေ။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ညင်သက်ခြင်းနဲ့အတူညင်ဝတ်နေနိုင်ပါလေ။ကြားနာဆင်ခြင်ခဲ့တဲ့သူတိုင်းသခင်ယေရှုခရစ်တော်ယူဆောင်လာပေးတဲ့ယေရှုတော်နဲ့ညင်သက်ခြင်းကိုကိုယ်တိုင်ခံစားရသလိုတခြားသူတွေစီကိုလည်းကျွန်တော်တို့စီကနေတဆင့်ဘုရားသခင်ရဲ့ယေရှုတော်နဲ့ညင်သက်ခြင်းတွေဆက်လက်စီစဉ်တက်ရောက်သွားစေဖို့ဘုရားသခင်က အားလုံးနဲ့အတူရှိကောင်းကြီးပေးနေပါစေ။အာမင်။ ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြစ်တာပြည့်လို့ဆိုအပ်ပါသည်